ီရောင်စုသမရမြန်မာနိုင်ငံတော်တမ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံသည်စေအုပ်ချုပ်ရေးအမိန်မှတ်၃မြင်းဆောင်၂၀၂၅၂၀၃၈၈ခုနှစ်တဇောင်းမောလဆန်၁၇ရက်၂၀၂၅ခုနှစ်အောက်တိုဘာလ၃၁ရက်ဒီကနေ့ရက်စွဲဖြင့်ထုတ်ပြန်ပါတယ်။အဲဒီအမိန့်ပြေဆုံးမှာအပိုက်တဲ့ တမ်ဘရော်ကာကွယ်ရေးဦးစီးချုပ်ရုံက1389ခုနှစ်ဝါကောင်လာဆန်း9ရက်2025ခုနှစ်ဇူလိုင်လ31ရက်ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည့် စေအုပ်ချုပ်ရေးအမိန့်မှတ်တင့်မြင့်ဆောင်2025နှစ်စေအုပ်ချုပ်ရေးအမိန့်မှတ်နှင့်မြင့်ဆောင်2025တို့သည်ဆက်လက်အတည်ဖြစ်သည်ပုံမေအောင်လိုင်ပူဂျုံမူကြီးတမ်ဘရော်ကာကွယ်ရေးဦးစီးချုပ်ဟုဖော်ပြပါရှိပါရခင်ဗျာ တိုင်းဒေသကြီးနှင့်ပြည်နယ်၉ခုရှိမြို့နယ်ပေါင်း63မြို့နယ်အားအရေးပေါ်အခြေအနေဖြင့်ဆက်လက်ကြီးညာတိုင်းဒေသကြီးနှင့်ပြည်နယ်၉ခုရှိမြို့နယ်ပေါင်း63မြို့နယ်အားအရေးပေါ်အခြေအနေဖြင့်ဆက်လက်ကြီးညာလိုက်ကြောင်းသိရသည်။ယနေ့အောက်တိုဘာ31ရက်တွင်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်အရေးပေါ်အခြေအနေဆက်လက်ကြီးညာခြင်းဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်ဖြင့်ထုတ်ပြန်သည် အဆိုပါအမိတ်တွင်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကဥပဒေကဲ့သို့အာဏာတည်သောအမိတ်အမတ်ဖြင့်ထုတ်ပြန်၍ယင်းအမိတ်တွင်ဖော်ပြပါရှိသည့်တိုင်းဒေသကြီးနှင့်ပြည်နယ်များမှမြို့နယ်များအားအရေးပေါ်အခြေအနေကြီးညာခဲ့ကြောင်းယင်းအမိတ်သည်ယနေ့အောက်တိုဘာ31ရက်မှစ၍နောက်ထပ်ရက်ပေါင်း60အထိအတည်ဖြစ်ကြောင်းအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကထုတ်ပြန်သည် ဇူလိုင်31ရက်ကထုတ်ပြန်ခဲ့သည့်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ဥပဒေကဲ့သို့အာဏာတည်သောအမိတ်မှတ်2025တွင်လက်နက်ကင်အကြမ်းဖက်တောင်းကျမ်းမှုများချုပ်ငင်းစေရန်နှင့်နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတရားဥပဒေစိုးမိုးရေးတို့ကိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငါတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိမျိုးနယ်63မျိုးနယ်အားဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ပုံမှန်၄ရာဆယ်နှစ်အကအရာအရေးပေါ်အခြေအနေကြီးညာလိုက်ခြင်းဖြစ်ကြောင်းဖော်ပြထားသည် အရေးပေါ်အခြေအနေကြီးညာလိုက်သည့်မြို့နယ်များတွင်ကချင်ပြည်နယ်ရှိဆွမ်ပရာဝန်မြို့နယ်၊ရွှေကူမြို့နယ်၊အင်ကျန်းရံမြို့နယ်၊ဆော့လော်မြို့နယ်၊ချီပွေမြို့နယ်၊ကယားပြည်နယ်ရှိရှားတော်မြို့နယ်၊ဖားဆောင်မြို့နယ်၊မဲဆဲမြို့နယ်၊ကရင်ပြည်နယ်ရှိကော့ကရိတ်မြို့နယ်၊ကြာရင်စိတ်ကြီးမြို့နယ်၊ချင်းပြည်နယ်ရှိကံပက်လက်မြို့နယ်၊ထန်တလန်မြို့နယ်၊ပလောဝမြို့နယ်၊တွန်းဆက်မြို့နယ်၊မင်းတက်မြို့နယ်၊မတူပီမြို့နယ်၊ဖလန်းမြို့နယ်တို့ပါဝင်သည်